်မင်္ဂလာပါပရိသတ်ကြီးတို့ရွှေရင်ကောမီချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်ယနေ့တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့နန်းတော်ကြီးနဲ့တဲငယ်လေးဆိုတဲ့ရုပ်ပြကာတွန်းပုံပြင်လေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျတခါတော့ကတရားမျှတမှုနဲ့တနာကျင်တာတတ်မှုတို့ကြောင့်ထင်ရှားကြော်ကြတဲ့မဟာသီလဆိုတဲ့ဘယင်ကြီးတမရှိပါရဲ့။တိုင်းသူပြည်သားများကလည်း ဘရင်ကြီးကိုအထူးချစ်ခင်လေးစားကြပြီးသူတိုင်းပြည်မှာနေထိုင်ခွင့်ရတဲ့အတွက်ဝမ်းသာဂုဏ်ယူနေကြပါရဲ့ဒီနေ့မှာတော့ဘရင်ကြီးမဟာသီလဟာညကန်းနှပေးမှာနန်းတော်ကြီးတဆောင်ဆောက်လို့ဖို့ဆုံးဖြတ်ခဲ့ပါရဲ့ညင်းနေရအနေထားကိုကွင်းစင်းလေးလာဖို့သူ့ရဲ့အမတ်ကြီးတွေကိုလည်းအမိန်တော်ချမှတ်လိုက်ပါရဲ့အမကြီးတို့ဦးဆောင်ပြီးစားလို့ရေလုပ်ငန်းတွေကိုစတင်ဆောင်ရွက်ခဲ့ပါရဲ့ အဲ့ဒီလိုနဲ့အချိန်ကာလကြာမြင့်လာတဲ့အခါစာလုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပြီးနန်းတော်ကြီးကိုအကောင့်ထဲပေါ်လာနိုင်ခဲ့ပါတယ်။အမတ်ကြီးကဘုရင်မင်းမြတ်ကို နန်းတော်ကြီးစီပင်ဆောင်မလာခင်နောက်ဆုံးအနေနဲ့နန်းတော်ကြီးကို ကြည့်ရှုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အမတ်ကြီးဟာ နန်းတော်ရဲ့အတွင်ပြင်ကိုလှမ်းပတ်ကြည့်ရှုပြီးတိတ်ကိုခမ်းနားတဲ့နန်းတော်ကြီးပါပဲ။အမတ်ကြီးဟာနန်းတော်ကြီးအတွက် ဂုံယူနေတော့မှာပဲရုတ်တရက်သူ့မျက်လုံးတွေဟာလုံးတရားကိုစူးစိုက်ကြည့်မိသွားပါတယ်။ဟေးဟိုမနေမွေးကပါများပါလေ။ငါအဲ့ဒါကိုအရင်ကမမြင်ဘူးပါဘူး။အလौသမားတွေနဲ့စစ်တီတော်တွေအားလုံးလည်းအမတ်ကြီးကြည့်မိတဲ့နေရာကိုလိုက်ကြည့်လိုက်ကြပါတယ်။အဲဒီချိန်မှာရဲမန်တအူးကအဆိုပါအရာဒီတဲငယ်တလုံးသာဖြစ်ပါတယ်အမကြီးအဲ့ဒီတဲကဒီနေရာမှာဘာလို့ရှိနေရတာလဲ ဒဲပိုင်ရှင်ကရောဘသူလေးအမကြီးခမရအဲ့ဒီဒဲပိုင်ရှင်ဟာအဖွားကိုတူးတာဖြစ်ပါလေအဲ့ဒီဒဲမှာသူနေတာကြပါပြီအမကြီးဟာအဖွားကိုရဲ့ဒဲစီရှောက်သွားပြီအဖွားကိုခမရအဖွားရဲ့ဒဲကိုကျွန်တော်ဝယ်ယူလို့ပါလေဒဲရဲ့တန်ဖိုးအဖြစ် အဖွားရဲ့အလိုရှိရာကိုတောင်းဆိုနိုင်ပါလေတောင်းမှန်ပါတယ်အမကြီးဒီကမ်းလမ်းချက်ကိုငင်းဆန်ခွင့်ပြုပါ ျွန်တော်မျိုးမဟာဒီတဲကိုကို့အသက်ထပ်ပို့ပြီးချစ်မြတ်နိုးပါတယ်ကျွန်တော်မျိုးမရဲ့ခင်မိုးမဆုံးခင်ကဒီတဲမှာပဲအတူနေခဲ့ကြတာပါ ကွယ်လွန်သူခင်မိုးခေါင်းချရာဒီတဲမှာပဲကျွန်တော်မျိုးမလည်းခေါင်းချလိုပါတယ်အမတ်ကြီးကအဖွားအိုရဲ့တဲကြောင့်အသက်ဆောင်းလို့တာတဲ့ဘရင်နန်းတော်ကြီးရဲ့ဂုံချိန်ဝံကိုမဲမိန်စေတယ်လို့ပြောပြီးအဖွားအိုကို ဖြောင်းပြပါတယ်အဖွားအိုကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကို လုံးဝမပြင်းပဲ ဖြစ်လာမဲ့အကျိုးဆက်တွေနဲ့အပြစ်ပေးခံရမှုကိုတောင်ခံယူဖို့အသင့်ဖြစ်နေတယ်လို့အမတ်ကြီးကိုရှင်းပြလိုက်ပါတယ်။နောက်ဆုံးမှာတော့အမတ်ကြီးဟာလက်လျှော့လိုက်ရပြီးပြဒနာကိုဖြေရှင်းမှုဘယင်မင်းမြတ်ထံရှောက်တင်ရပါတော့တယ်။ညပညာကြီးမပြီးတနာကျင်တာတက်တဲ့ဘယင်ကြီးကစဉ်းစားလိုက်ပြီးအဖွားအိုကိုသူ့တဲမှာပဲနေခွင့်ပြုလိုက်ပါ။သူ့တဲလေးကြောင့် နန်းတော်တကြီးရဲ့အလားပို့ပြီးပြေဆုံးသွားမှာပါအမတ်ကြီးတို့တော်အယုတ်ဆိုးတယ်လို့ထင်ရတဲ့အရာ အချားတစုံတယောက်တော်အဖိုးထိုက်တန်နေတတ်တယ်ဆိုတာကိုတော့မမေ့ကြပါနဲ့ဘယင်ကြီးရဲ့အဆုံးဖြတ်ကြောင်းတိုင်းသူပြည်သားတွေဟာဘယင်ကြီးပေါ်ပုံမလေးစားချစ်ခင်ကြပြီးဘယင်ကြီးကိုတိုင်းသူပြည်သားအားလုံးသာမကအိမ်နီးချင်းတိုင်းပြည်တွေကပါလေးစားအားကြရတဲ့အကြောင်းကိုပုံမနားလေသဘောပေါက်သွားပါတော့တယ် ကျွန်တော်တင်ဆက်ဖတ်ပြပေးသွားတယ်နန်းတော်ကြီးနဲ့တဲငယ်လေးဆိုရယ်ရုပ်ပြကတ်တွန်ပုံမြင်လေးကတော့ဒီမာရင်မဲ့အဆုံးသတ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဆက်လက်ပြီးတင်ဆက်နိုင်မှုအတွက် channel လေးကို like ရန် subscribe လေးနဲ့ဘေးကနိုဒီဘဲလေးနှိပ်ပေးခဲ့ကြဖို့မြတ်တာရက်ခံခြင်းပါတယ်ခင်ဗျာ